ားလုံးပဲမင်္ဂလာပါဗျာ Football AC Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီရောပြိတက်တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်တို့ကိုဖြူပါဗျာကျွန်တော်တို့လီဗာပူးအသင်းနဲ့ Florian Wirt ရဲ့ဒါနောက်ဆုံးရပြောင်းရွှေ့သတင်းလေးကိုလာရောက်ပြောပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ Channel လေးမှာလီဗာပူးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများအားဖြင့်သိစပြီးမှဒီ Channel လေးကို Like and Subscribe လုပ်သွားပြီးတယ်ဘုံမြစ်တာရဲ့ခံပါဗျာကျွန်တော်တို့ဒီအခုနောက်ပိုင်းဒီနေ့မှကျွန်တော် Twitter မှာဖတ်ရတဲ့ပဒင်းအရာပေါ့နော်ဒီ တင်ထားတဲ့သတင်းဌာနတွေကတော့ကျွန်တော် BBC Sport တို့နောက်ပြီးတော့ဒါတခြားတ Daily တို့တခြားသတင်းနာမည်ကြီးသတင်း website တော်တော်များများမှာတင်တာကျွန်တော်တို့တွေ့ရတာပေါ့နော်ပုံစံတူပုံစံတော်တော်စင်တူဒီပဲနောက်ပြီးတော့အခုကျွန်တော်လီဗာပူးအသင်းနဲ့ဒီဖလိုရန်ဝစ်ကဆိုလို့ရှိရင်ကျွန်တော်တို့ပုတ်ကိုရေးဆိုင်ရာရသဘောတူညီသွားပြီပေါ့တော့နောက်ပြီးတော့ကျွန်တော်တို့လီဗာပူးအသင်းကိုပဲသူ့အနေနဲ့ဒါပြောင်းရွှေ့ခြင်းနဲ့ဆိုပြီးတော့လဲ ီဘက်ဦးစင်တင်းကိုကစားသမားပြောပြောပြတာပြီးတော့နောက်ပြီးတော့ဘိုင်ယန်မြူးနစ်ကိုလည်းဒါတရားဝင်သူပြောပြပြောထားပြီးပေါ့နော်ဘိုင်ယန်မြူးနစ်အတင်းကိုသူမလာဘူးပေါ့ဒီသူ့အနေနဲ့ဒီဘက်ကူစင်တင်းမှမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒါလီဘာပူးတင်းကိုကြောက်မယ်ဆိုပြီးတော့တရားဝင်ပြောထားပြီးလီဘာပူးတင်းနဲ့လည်းပုံကိုကြီးဆိုင်ရရသဘောတူညီမှုရရှိသွားပြီလေဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒါအခုလောဆယ်ကျွန်တော်တို့သိရတဲ့တည်င်းအရာပေါ့နော်ဒီဘက်ကူတင်းကကျွန်တော်တို့ပထမဦးဆုံးကြီးကောလာဟလာတည်င်းထွက်တာတော့ ဖော်ရံဝက်ကိုပေါင်85တန်းပဲပေးချိနိုင်တယ်ဆိုပြီးတော့ကောလာဟာလာတင်အရင်ဆုံးထွက်ခဲ့ပေါ့နော်အခုဒီနေ့တင်အရဆိုလို့ရှိရင်လီဗာပူးစင်တင်းရကျွန်တော်တို့ဖော်ရံဝက်ကိုပေါင်တန်းယူရိုတန်း150ပေါင်အဖြစ်ဆိုလို့ရှိရင်တော့တရားနဲ့20ကျော်ပေါ့နော်တရား26တန်းလို့လည်းချုပ်တင်ထားနိုင်တော့ပေါ်ပြတာအဲ့လိုမျိုးဒါလီဗာပူးဘက်ကိုတောင်းနေတာရှိတယ်လီဗာပူးဘက်ကတော့ ကယ်လို့ဖယံဝိကိုခေါ်မယ်ဆိုလို့ရှိရင်ပေါင်သန်းတရာနဲ့အပိုစုကြီးဘောနတ်နဲ့ပေါ့နော်ဒီပြီးများကြီးသို့မဟုတ်ချန်ပီယံလို့ပေါ့နော်အဲ့လိုမျိုးဖလားတွေရရင်ဘောနတ်ဘလောက်ဘလောက်ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့ခေါ်ဖို့ရှိပြီးတော့တကယ်လို့ဖယံဝိကိုခေါ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ခေါ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီပါဘူးတင်ရကျွန်တော်တို့2031တိ6နှစ်တန်တန်ရှိရစာချုပ်လေးစာချုပ်ချုပ်ဆိုမှဖြစ်ပြီးတော့ပေါ့နော်ဒါပေါင်အားဖြင့်တပတ်လောက်ခကျွန်တော်တို့ပေါင်3သိန်း2000 ထက်ပေါ့နော်ပေါင်3သိန်း2000 3သိန်း2000နဲ့အထက်ပြီးချိသွားမယ်ဆိုပြီးတော့သတင်းတွေမှာပေါ်ပြထားတာတွေ့ရပါတယ်။နောက်ပြီးတော့တပတ်ဒီတစ်နှစ်လောက်ခ18တန်းပေါ့နော်။တစ်နှစ်လောက်ခကိုပေါင်18တန်းနဲ့ဒါတပတ်လောက်ခပေါင်3သိန်း2000 3သိန်း2000ခွဲလို့လည်းတချို့သတင်းတွေမှာပေါ်ပြထားကျွန်တော်တွေ့ရပါတယ်။အဲ့တော့ကျွန်တော်လီဗာပူးတင်းတမိုင်းတစ်လျှောက်ဒီပြောင်းရှိတာခေါ်ပြခဲ့မယ်ဆိုစံချိန်တင်ပြောင်းရှိကြီးဖြစ်ကျွန်တော်တို့လီဗာပူးအတင်းက ဒါတမိုင်းတခြားမှတ်တမ်းတင်စံချိန်ပြောင်းရွှေ့ကြီးတခုလည်းဖြစ်လာမှလည်းဖြစ်ပါတယ်လီဗာပူးတင်းရဆိုလို့ရှိရင်ဒီဖော်ရန်ဝစ်ကိုကျွန်တော်တို့ဘာဖြစ်လို့ခေါ်ချင်တာလဲဆိုတော့ကျွန်တော်တို့ဖော်ရန်ဝစ်ကဆိုလို့ရှိရင်ကျွန်တော်သူ့အနေနဲ့ပူဇော်ရှင်တနေရတဲ့ကစားနိုင်တဲ့ player တော့မဟုတ်ဘူးเนาะသူရဲ့အဓိကနေရာကတော့ကျွန်တော်တို့ AM ပေါ့เนาะ AM ဒါကွင်းလေတိုက်စစ်သူကကျွန်တော်တို့နောက်ပြီးတော့ right wing တို့ left wing တို့ ပြီးတော့ဒီစိုက်ကနေရာတွေပါကျွန်တော်တို့ကစားနိုင်တဲ့ player မျိုးလည်းဖြစ်ပါတယ်ပြီးတော့မိုဆာလာနေရာမှာလည်းကစားနိုင်တဲ့ player လည်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်လီဗာပူးအသင်းရဆိုလို့ရှိရင်ဒီအခုဒီယာဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တီးတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်မိုဆာလာရှိရာဂိုးမရလို့ရှိရင်ကျွန်တော်တခြားဘသူရှိရာဂိုးရနိုင်မယ်ဆိုတော့ကျွန်တော်တို့မှာတိတ်ပြီးတော့ဟိုဒီလူဒီ player ရှိရငါတို့ဂိုးတော့ရနိုင်တယ်ဒီတဘောတစ်ခုပေါ့နော်ငါတို့ ိုရီကပိုလူဝစ်ဒီရဲ့တိုက်စစ်မှာဆိုလို့ရှိရင်ဆိုဘိုစလိုက်နောက်ပြီးတော့ညူနက်နဲ့ဒီဂျိုတာခြေတာဒီ6ယောက်ရှိတယ်ပေါ့နော်ဒီမိုဆာလာအပြင်နောက်ထပ်9ယောက်ရှိတယ်တကယ်လို့မိုဆာလာကဘူးမသွင်းနိုင်ဘူးဆိုလို့ရှိရင်တခြားဘလူးရှက်ကိုရနိုင်မယ်ဆိုတော့ကျွန်တော်တို့မှတိကျတွက်လို့မရဘူးအဲ့ဒီဟာကြောက်လေတာကျွန်တော်တို့ဟိုယန်ဝစ်ကိုလီဗာပူးအသင်းရအသေးတန်ဒါစ조사နေရလို့ကျွန်တော်အနေနဲ့တော့တူတဲ့အမြင်ကတော့ကျွန်တော်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဖော်ရဟုတ်ကဂိုးလက်လေကောင်းနေပါတော့ ဂိုးလက်လေကောင်းတယ်ဂိုးသွင်းနိုင်တဲ့စွမ်းအားရှိရပြီးတော့ဒီအခုကျွန်တော်တို့လက်ရှိဒါပထမဦးဆုံးခေါ်ထားတဲ့ညာနောက်ခံကစားသမားလေးပေါ့နော်ညာနောက်ခံကစားသမားဒီဂျယ်မီဖီပေါ့နဲ့ဆိုလို့ရှင်လေသူတို့နှစ်ယောက်ကဒီလီဗာပူးအဲလီဗာပူးစင်တင်းရဲ့ခေတ္တခေတ်ဒီပြန်ပြီးတော့အောင်မြင်လာတဲ့အချိန်မှဆိုလို့သူတို့နှစ်ယောက်ရဲ့ဒါတွဲဘက်တွေလေကျွန်တော်တို့လီဗာပူးစင်ပွဲတွေမှာတွေ့ရပါတယ်ဒီဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဘာဘူးအသင်းနေနဲ့ ဒီ flowing wave ကိုအခုပို့ပြီးတော့အားဆိုင်ပြီးခေါ်လာတယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်အဲ့တော့ flowing wave ကဆိုလို့ရှိရင်ကျွန်တော်တို့အသက်အရွယ်အဖြစ်20နဲ့2နှစ်ပဲရှိပါသေးတယ်တကယ်လို့တူတာကျွန်တော်6နှစ်စာချုပ်ချုပ်မယ်ဆိုရင်တော့20နဲ့8နှစ်ပဲရှိပါသေးတယ်နောက်ပြီးတော့ပြန်ရောက်မယ်ဆိုလို့ရှိရင်လည်းရောင်းလို့ရအောင်နော်ဒီဘက်ကသင်ရဲ့အဓိကရည်ရွယ်ချက်ကတော့နောက်ရဒီမှာဆိုရင်ကျွန်တော်ပြီးမြားလီဒီလက်ရှိချန်ပီယံဆိုတဲ့ပြီးမြားလီချန်ပီယံစုကိုကာကွယ်ဖို့နဲ့နောက် တစ်ခုပြစ်မှတ်ကြတော့ကျွန်တော်တို့ချန်ပီယံလीဘောเนาะဒီနှစ်ခုကိုအဓိကပြစ်မှတ်ထားပြီးတော့အခုလိုမျိုးကစားသမားတွေဖြည့်တင်းနေတာလေကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီအရင်တော့ကတင်းနေမှာကျွန်တော်တို့တွေ့ခဲ့ရပါဘောเนาะလီဗာပူးတင်းရာဒီနောက်နှစ်ရာဒီမှာဘောเนาะနီးပြိုင်အာနီစလော့တော့ပေါင်တန်း250လောက်အသုံးပြုသွားနိုင်လို့ရှိရဆိုပြီးအဲ့တော့ကျွန်တော်တို့ကကောလာဟာလာလိုပဲထင်ခဲ့တယ်ဘာဖြစ်လို့ဆိုတော့ကို့အတင်းကြောင်းလဲကိုတိတိတယ်ဘောเนาะဟိုအတင်းအတင်းပိုက်ရှင်တွေကအများကစီနေရောတာ တို့စီးပွားရေးတော့ပဲတွက်ပြီးတော့ဒီအတင်းအတွက်ကိုဘာမှပြန်လုံလုံမပေးဘူးဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီလီဗာပူးတင်းရဒီယာဒီမှာဆိုလို့ရှိရင်ကွင်းဝင်ကြီးတယောက်ကိုဆိုလို့ရှိရင်ပေါင်880နဲ့6တန်းအဲ6ပေါင်လောက်ဒီပေးရတယ်ပေါ့နော်အဲ့ဒီပေးရတဲ့ဟာကိုနောက်ရဒီမှာဆိုလို့ရှိရင်ဒီ2025 26ရဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘောက်တင်းရတိုးကောက်သွားမယ်ဆိုပြီးတော့တည်င်းနေကြားလာတဲ့ခါမှာပြိတ္တတွေကတချို့ ဟိုဝေဖန်ထောက်ပြလာတာရှိတယ်ဗောနော်ဒီမာစေးဆိုင်ဘက်ကတည်င်းနေရဆိုလို့ရှိရင်တကယ်လို့သူတို့ကပတ်စံတိုးကောင်းမယ်ဆိုရင်ကောက်သူတို့ပေးနိုင်တယ်ဒါပေမဲ့အဲ့ဒီသူတို့ပေးတဲ့ပတ်စံကသူကအသင်းအတွက်ကိုပြန်ပြီးတော့အသုံးပြုစေခြင်းနေဗောနော်သူတို့ကဒီအသင်းအတွက်အသုံးမပြုဘဲနဲ့သူတို့ဒီလီဗာပူးပိုင်ရှင်နေသူတို့ရဲ့ကိုဂျိုးအတွက်ဒီစီးပွားရေးအတွက်တောင်းတော့သူတို့မကြိုက်တကယ်လို့အဲ့လိုမျိုးသူတို့ဒီလီဗာပူးဒီနောက်ရဒီမှာဗောနော်ပတ်စံတိုးကောင်းမယ်ဆိုလို့ရှိရင်လီဗာပူးအသင်းကိုဒီချက်မကပါဗောနော် ီသွေးသစ်လောင်ပြရမယ်ပေါ့လိုအပ်တဲ့နေရာတွေဖြည့်တင်းပြရမယ်ကစားသမားတွေဒီကစားသမားခေါ်မယ်ဆိုလို့ရှိရင်ဒီပေါ်ချောင်းကောင်းတွေမခေါ်ဝင်နေပေါ့နော်တကယ်တန်လန့်ရှိတဲ့ quality player တွေခေါ်ပြရမယ်ဆိုရောဒီအဲ့လိုမျိုးပရိသတ်တွေကတောင်းဆိုထားတာရှိရလို့ကျွန်တော်တို့ဒါသတင်းတွေမှာဖော်ပြထားတာတွေ့တယ်ပေါ့နော်ဒါကြောင့်မို့လို့လေကျွန်တော်တို့ Liverpool အသင်းပိုင်ရှင်တွေကသူတို့ဒီအသင်းအတွက်ကြည်လာရလို့ထင်နောက်ပြီးတော့ဒါကျွန်တော်တို့ဒီဘုံမောက်ကနေရောပြောင်းလာတဲ့ အာဂဇာရိုက်တာရစ်ချတ်ဦးကလည်းကျွန်တော်တို့ပေါ်သေးသေးတော့မဟုတ်ဘူးပေါ့နော်ဒီဘုံမောက်အခုလိုမျိုးနလန်ထူလာပြီးတော့အခုနောက်ပိုင်းကောင်းလာတယ်ဆိုတော့သူ့ရဲ့ကျေးဇူးတွေအများကြီးပါတယ်သူဘုံမောက်တင်မှနေစဉ်ချိန်ခါတော့ဒီကစားသမားခေါ်ယူမှုတွေမှာဆိုလို့ချင်းဘုံမောက်တင်အများကြီးကျွန်တော်တို့ဟိုအဆင်ပြေခဲ့တာလေကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့အခုလီဗာပူးတင်မှဆိုလို့ချင်းလည်းသူ့အနေနဲ့ကသူ့ရဲ့ကြိုးစားအားထုတ်မှုတွေကျွန်တော်တို့ကြည့်ရမှာပေါ့နော်အဲ့တော့ဒီဖော်ရန်ဝက်ကဆိုလို့ချင်းကျွန်တော်လီဗာပူးစင်အသင်းမှဆိုလို့ချင်းသူ့အနေနဲ့က 2019 20ပေါ့เนาะအဲ့ဒီຢာဒီမှာစပြီးတော့သူ့အနေနဲ့အတင်းကြီးနဲ့ပူပေါင်းခဲ့ပေါ့အဲ့ဒီຢာဒီမှာသူကိုယ်ဝယ်ပဲကစားပြီးတော့တကိုးသွင်းခဲ့ပါတယ်တကိုးသွင်းတော့ဒီဟိုဟာအဲ့တော့ကတော့လူငယ်ကစားသမားလေးပေါ့เนาะအသက်10ကျော်အသက်အရွယ်ဆိုတော့သူကိုယ်ဝယ်ကစားခဲ့ပေါ့သူကဒီဒီဘကုစင်ရဲ့အကယ်ဒမီကနေတက်လာတဲ့ကစားသမားလေးဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒီလက်ရှိဒီပြောမယ်ဆိုရင်ဂျာမန်ဘွန်ဒက်လီကာမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးလူငယ်ကစားသမားတစ်ယောက်လည်းဖြစ်ပြီးတော့နောက်ပြီးတော့ဒီဂျာမန် ဂျာမနီလက်ရွေးစင်အသင်းနဲ့လည်းပူးပေါင်းပြီးတော့ဒီနိုင်ငံပွဲတွေမှာဝင်ရောက်ရှင်ပြန်ကစားနေတာကျွန်တော်တွေ့ရပါတယ်။နောက်တော့2020 21မှာဆိုလို့ရှိရင်ဒါသူပွဲစဉ်38ပွဲကစားပြီးတော့ကျွန်တော်တို့ရှိကိုသွင်းပြီးတော့ဒါ9ကိုဖန်တီးပြပြပါတယ်။နောက်ပြီးတော့21 22ရာဒီမှာဆိုပွဲစဉ်30ပွဲကစားပြီးတော့ကျွန်တော်တို့10ကိုသွင်း14ကိုဖန်တီးပြခဲ့ပါတယ်။နောက်ထပ်ကျွန်တော်တို့ဒါ23 24မှာဆိုလို့ရှိရင်25ပွဲကစားပြီး4ကိုသွင်း8ကိုဖန်တီးပေါ့နော်။ နောက်တော့20နဲ့30နဲ့လေဂျာမန်ဘွန်တက်လီကာမှာဆိုလို့ရှိရင်လီဗာကူဆင်ရဲ့အောင်မြင်ဆုံးအချိန်လို့ပြောလို့ရတဲ့အချိန်ပေါ့နော်အဲ့ဒီယာတီမှာဆိုလို့ရှိရင်မနှစ်ကယာတီမှာဆိုလို့ရင်49ဘွယ်ကလာရတော့သူ78ကိုတွင်19ကိုဖန်တီအဲ့ဒီယာတီမှာဆိုသူ့အတွက်အကောင်းဆုံးယာတီလို့ပြောလို့ရတယ်ပေါ့နော်ဂိုးပောင်ဝင်ပတ်သက်မှုဆိုလို့ရှိရင် ကျွန်တော်တို့ဒါ30နဲ့အထက်ပေါ့နော်ကျွန်တော်တို့40နီးပါးလောက်ဒီရခဲ့တဲ့ယာတီလည်းဖြစ်ပါတယ်အဲ့ဒီယာတီမှာဆိုလို့ရှိရင်ဂျာဒီလီဗာကူဆင်အသင်းရဆိုလို့ရှိရင်ဂျာမန်ဘွန်တက်လီကာဖလားလေးရတယ် ပြည်တွင်းအဲ့ဂျာမန်ပြည်တွင်းလိကတ်တွေလည်းရရနောက်ပြီးတော့ဒါဖိုင်နယ်အထိယူရိုပါလိမှာဆိုဖိုင်နယ်အထိတိုက်အတလန်တာနဲ့ဒါမထင်မှာပဲရှုံးနေပြီးတော့ကျွန်တော်တို့ဒုတိယနဲ့ဂျင်းနဲ့ခဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီရာသီမှာဆိုလို့ရှိရင်လေဒီ Florian Wick ကဆိုလို့ရှိရင်ကျွန်တော်တို့45ဘွယ်ကစား16ဂိုးသွင်း14ဂိုးထိဖန်တီးတာသူကဆိုလို့ရှိရင်ကျွန်တော်တို့ဂိုးသွင်းအတွင်းမသွင်းဖန်တီးရကျွန်တော်တို့ဒီ Liverpool သင်းကမူဆာလာလို့ကစားသမားမျိုးပဲပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ Liverpool သင်းအနေနဲ့ဒီ မိုဆာလာတယောက်တည်းပဲဂိုးတွေရဖို့အားကိုးနေရတဲ့အနေထားရှော့ချနိုင်မှုအတွက်ရနောက်ပြီးတော့ဒီဂိုးသွင်းသိချတဲ့တိုက်စစ်ပိုင်းမှာပေါ့နော်ဂိုးသွင်းသိချတဲ့ player တယောက်ခေါ်ယူခြင်းနဲ့အနေထားကြောင့်မို့လို့ထင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမိုဆာလာရှီကဂိုးမရဘူးဆိုလို့ရှင်လေကျွန်တော်တို့ဒီဟိုအားကိုးလို့ရတဲ့ player တယောက်ပေါ့နော်အားကိုးလို့ရနိုင်တဲ့ဂိုးသွင်းစွမ်းရည်ရှိတဲ့ player တယောက်ကိုခေါ်ယူခြင်းနဲ့ ပုံစံကိုဒါကြောင့်မလို့ကျွန်တော်ပထမဒီမီလောကကတ်နဲ့သတင်းတွေအရန်ထွက်ခဲ့အခုမီလောကကတ်ကိုခဏသတင်းမှိန်သွားပြီးတော့ဒီကျွန်တော်ဖလိုရန်ဝစ်နဲ့တောက်လျှောက်သတင်းတွေတလာအခုကစားသမားနေရာလေကျွန်တော်တို့ပုံကိုဆိုင်ရသဘောတူညီမှုရရှိသွားပြီဆိုတော့လီဗာပူးစင်အသင်းနဲ့ညှိနေတာလည်းဖြစ်ပါတယ်လီဗာပူးစင်အသင်းနဲ့အဆင်ပြေသွားခဲ့မှဆိုရင်သူကလီဗာပူးအသင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာဂျယ်ပန်တိုင်းနဲ့မူဆာလာပြီးလို့ရှိရင်တတိယဒီလောက်ခအများဆုံးကစားသမားဖြစ်လေမှတ်တမ်းဝင်လာမှလည်းဖြစ်ပါတယ်အဲ့တော့ညီကိုအနေနဲ့ရောဒီ တခင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးထင်မြင်စားကြလဲဆိုတာ comment box ကိုဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ပြောရတဲ့အချိန်မှာလိုအပ်တာလေးရှိခဲ့ရင်ကျွန်တော်နားလည်ပေးပါလို့ကျွန်တော်မေတ္တာရခံပါတယ်ခင်ဗျာ